မျိုးသမီးတူကမိထားပါတယ်။ကျမနာမည်အစမာပါ။မလေးရှားမှာနေပါတယ်။တွားရဲ့ဘေးဘေးတွားလေးတွေမှာတလုံးနဲ့ရှိတဲ့ကြောက်အသေးအလှကတ်တာတစ်ခါကတ်ရင်3လတို့မဟုတ်6လအထိခံပါတယ်။အသေးကတ်တဲ့ပုံစံလိုဖြစ်နေကြလို့ပါ။ဝူစုနဲ့ရေချိုးပိုင်ပါသလားဆရာ။အစ္စလာမ်တော်တော်များများကန့်နေကြလို့ပါ။ဂျေဇူးပြုရဲ့ဖြေကြားပေးပါတဲ့။ဂျဇာကလ္လာ။ဘစ်စမီလာဟီရာဟ်မာနီရာဟီမ် ကျမ်းမြတ်ကုရ်အန်ထဲမှာအလ္လာဟ်ဆုဘဟာနဟူဝတအာလာမိတ်တော်မူတဲ့လကောဒခလကနလ်အင်ဆာနဖီအဟ်ဆနီတကဝိမ်အာရှမြတ်ကတဲ့လူသားကိုအလ္လာဟ်အပဆုံးပုံစံနဲ့ဖန်ဆင်းထားတယ်အဲ့ဒီလူသားဟာလုံးဝတဘာဝနဲ့အကိုက်ညီဆုံးအလိုက်အဖန်ဆင်းကံထဲမှာအလ္လာဟ်ဆုံးဖြစ်တယ်အဲ့တော့အလ္လာဟ်တလဖန်ဆင်းထားတဲ့ဒီအလ္လာဟ်ပဒီကျွန်တော်တို့အတွက်လုံလောက်တယ်ကျွန်တော်တို့အတွက်တင့်တယ်လူတော်တိုးတယ်လို့ကျွန်တော်တို့မှတ်ယူအောင်အဲ့လိုမှမဟုတ်ဘဲနဲ့ဟာလား အခုအလ္လာတလာဖန်ဆင်းထားတဲ့ဒီတဘာဝအလ္လာတရားကနေတခုခုပျက်စီးသွားတဲ့တဘာဝကိုစန့်ကျင်ပြီးဖြစ်သွားတဲ့အခါကျရင်ကျွန်တော်တို့အဲ့ဒီခါမှာပြုပြင်ပြောင်းလဲခွင့်ရှိဥပမာအဖြစ်အမျိုးသားရဲ့တဘာဝကဒါဒီမုတ်ဆိတ်ရှိမယ်အမျိုးသမီးမှာမုတ်ဆိတ်မရှိအမျိုးသမီးကတဘာဝနဲ့စန့်ကျင်ပြီးမုတ်ဆိတ်ပေါက်လာတယ်ဆိုရင်သူ့ကိုရိတ်လို့ရအော်အဲ့ဒီတိုင်းပဲကျွန်တော်တို့လက်တစ်ဖက်ပြတ်သွားတဲ့ဒါအလ္လာဖန်ဆင်းထားတဲ့အဖန်ဆင်းက ရဲ့မူလတဘာဝအလှပျက်စီးသွားတဲ့အတွက်အဲ့ဒီလက်အတုအစာထိုးလို့ရခြေတော်တစ်ဖက်ပြက်သွားတဲ့ခြေတော်အတုအစာထိုးလို့ရအဲ့တော့အဘူဒါဝုဒ်ဂျမ်းမာကီတာဘုလ်ခါတမ်မလာရှိတဲ့အန်အဗ်ဒရ်ရာဟ်မန်ဘင်တရာဖတ်အန်နဂျဒ်ဒဟူအရဖတ်ဘနအစအဒကုဒီအန်ဖူဟူယောမလ်ကူလာအဲ့တော့အဗ်ဒရဟမန်တရာဖာကမိမိရဲ့အဖိုးအကြောင်းတင်ပြတယ်မိမိရဲ့အဖိုးဟာတဲ့ ဟာလာကူလာဘလို့ခေါ်တဲ့ဟိုအယာမေဂျာဟီလီယက်ကစစ်ပွဲတစ်ပွဲဖြစ်ခဲ့တယ်အဲ့ဒီစစ်ပွဲမှာသူ့ရဲ့အဖိုးကနှာခေါင်းပြတ်ထွက်သွားအဲ့နဖတ်တခဇာအန်ဖမ်မင်ဝရီကင်ငွေတဲ့နဲ့သူနှာခေါင်းအတုတစ်ခုလောက်ပြီးဆွတ်လိုက်ဆွတ်ပြီးတော့တမန်တော်မြတ်ကြီးကို ရောက်လာတယ်ဟာလာဘာဖြစ်လာလဲဆိုတော့ဖအန်တနာအလိုင်းဟီဘာဖြစ်သွားလဲဆိုတော့အဲ့ဒီကနေနှာခေါင်းအနှံ့ထွက်လာထွက်လာတော့ဖအမရာဟွန်နဘီယူဆလ္လာလာဟူအလိုင်းဝဆလမ်ဖတခဇာအန်ဖမ်မင်ဇဟဘင် အဲ့တော့တမန်တော်သူအမိတ်ပြတဲ့အဲ့ဒီနှာခေါင်းငွေနှာခေါင်းကိုရွှေနှာခေါင်းလို့လဲဆိုအဲ့တော့ဟာဒီစ်မှာဒီလိုရှိတယ်ရွှေတယ်နဲ့နှာခေါင်းမှာလုပ်ပြီးတော့ဒီဆဟာဘာဝတ်ခဲ့ဒီကနေ့ဗာတိယဆိုတဘာဝနဲ့ဆန့်ကျင်ပြီးဒီပျက်စီးသွားတဲ့ခန္ဓာကိုယ်အစိတ်ပိုင်းမှာဒီလိုအစားထိုးပြီးတော့ပြုပြင်လို့ရအဲ့ခုနကမင်းကမှမေးရတယ်တွားတွားရဲ့တဘာဝဒီဟလာဒီတွားကစီပြီးတော့ဖြူဖြူနဲ့လလပပရှိမယ်အကယ်လို့အဲ့ဒီတွားကအခုနကလို့သူအလပတွေပျက်စီးသွားတယ်တွားပဲ့သွားတယ်အဲ့ဒီခါကျရင် တွားအစားထိုးလိုက်မယ်တွားကိုဖားလိုက်မယ်တချို့ပေါက်ရတယ်တွားဖားလိုက်မယ်ဒါမှမဟုတ်တွားဆိုင်လိုက်မယ်စသဖြင့်အဲ့ဒီခါကျရင်အခုကျွန်တော်တို့မေးတော့မယ်အခုဆိုလျေချိုးတဲ့အခါမှာရေထိလားမထိဘူးလားအခုဒီတွားကဒီမှာအပီးတွားဖားလိုက်ပြီးတွားကိုကက်လောက်တဲ့ခေါ်တာပေါ့တွားကိုအစွတ်စွတ်လိုက်ပြီးဒါမှမဟုတ်တွားအတူထဲလိုက်ပြီးဆိုရင်ဒီပါဇက်ထဲမှာသူကလိုအပ်ချက်အရာလောက်တာဖြစ်တယ်နံပါတ်1နောက်တစ်ခုကခန္ဓာကိုယ်မှာအတေဖြစ်သွားတယ်ပြန်ချွတ်လို့မရအောင် ဲ့လိုသွားမျိုးဆိုရင်ဂုစုလီချိုးတဲ့ခါမှာပြန်ချိုးစရာမလိုဘူးဒီရဲ့သွားမျက်နှာပြင်ကိုရေထီးုံနဲ့သွားကိုရေထီးတယ်လို့မှတ်ယူလို့ရတယ်အကယ်လို့အဲ့ဒီသွားကအရှင်ဖြစ်တဲ့အလွယ်တကူအလားအသက်ကြီးပိုင်းပုဂ္ဂိုလ်တွေထက်ချွတ်လို့ရတယ်ချွတ်လို့ရတယ်ဆိုရင်ရေချိုးတဲ့ခါမှာချိုးဖို့အရေးကြီးတယ်အသေးဆိုရင်ချိုးစရာမလိုဘူးအဲ့လိုပဲအခုဒီနေ့ဟာလူငယ်တွေသွားတွေမညီမညာဖြစ်ရင်ဒီမှာသွားမှဒီချိုးလဲတန်ချိုးတစ်ခုနဲ့လာစတီချိုးတန်းနဲ့ဆိုလိုမျိုးတုတ်ပြီးသွားအောင်ညီအောင်လုပ်တယ် dental braces treatment လို့ခေါ် dental braces ဒီလိုတွားဟုတ်ဟာလားတန်ကျိုးနဲ့ချင်းနဲ့စတီကျိုးနဲ့ဆွဲပြီးတော့ညှိအောင်လုပ်တယ်အဲ့လိုလုပ်ချင်ရင်လည်းဒါလုပ်ခွင့်ရှိတယ်ဘာလို့လဲဆိုတော့တွားရဲ့ကဘာဘက်ကစီပြီးညှိနေရမှာအခုကတချောင်းတက်နေတယ်တချောင်းဆင်းနေတယ်မညှိမညာဖြစ်တဲ့အခါမှာလုပ်ခွင့်ရှိတယ်ညာတော့အဖြစ်အဲ့ဒီကောင်ကအသေးဖြစ်တယ်အဲ့ဒီခါကျရင်လည်းကိုဆူရီချိုးတဲ့အခါမှာဒါအောင်မချွတ်ပဲနဲ့ဒီတိုင်းပလုတ်ကျင်လာရုံနဲ့ကိုဆူလ်ပိုင်သွားတယ်အခုမိကုန်းမှာမိတဲ့ဟာကဘာလဲဆိုတော့တွားမှာကြောက်လေးတွေစီပြီးအလားစီတယ် အဲ့တော့တွားမှကြောက်စီပြီးအလားစီခြင်းကသူဒါမလိုအပ်တဲ့အရာတစ်ခုဖြစ်တယ်။အဲ့တော့တဘာဝရတွားမှသူရဲ့ငကူအဖြူကဒါအလားဆုံးပုံစံဖြစ်တယ်။အဲ့ဒီပုံစံကိုကျွန်တော်တို့ကဟိုမလိုအပ်ပဲနဲ့ကြောက်အလားစီတဲ့ပုံမှာမလိုအပ်ပဲလုပ်တဲ့အရာဖြစ်တဲ့အတွက်ဝဆလဝါချစ်ထိုက်လာပြီးရေချိုးတော့မယ်ဆိုရင်အဲ့ဒီအရာကိုချွတ်ထုတ်ပြီးတော့သူရဲ့နေရာငကူနေရာကိုရေရောက်အောင်ပို့ဖို့အရေးကြီး။အကယ်လို့ကျွန်တော်တို့ကဟိုမလိုအပ်ပဲထဲထားတဲ့အရာလည်းဖြစ်တယ်ပြီးတော့အတေလည်းထဲလိုက်အဲ့ဒီခါကျရင် အခုနကဂုဆုလ်ရေချိုးတဲ့အခါမှာအဲ့ဒီနေရာကိုရေမရောက်ဘူးဆိုရင်ဂုဆုလ်ပိုင်မှာမဟုတ်ဘူးဝူဇူမှာကတော့ဒါဆွန်နတ်ပဲဖြစ်တဲ့ပုံမှာဆွန်နတ်ရဲ့ဆဝါဘ်ကိုသူရမှာမဟုတ်အဲ့တော့မေးခွန်းကိုပြန်ကောက်ပြောရရင်နော်ဒီလိုတွားမှာကြောက်အလားစီခြင်းဟာဒါတရားတော်အရာမလိုအပ်တဲ့အရာတစ်ခုလှုပ်ခြင်းဖြစ်တဲ့အပေါ်မှာသူအနေနဲ့ဒါကိုအတိထဲလိုက်တယ်ဆိုရင်ဂုဆုလ်ရေချိုးဖို့ဝါဂျစ်ထိုက်လာတဲ့အခါမှာသူ့ရဲ့ဂုဆုလ်ရေချိုးခြင်းဟာအထာမြောက်မှာမဟုတ်